တိတ်ဆုံးပြီးနောက်မှာရှင်ပြန်ထက်မြောက်ခြင်းကလူတိုင်းအတွက်ပုံစံတစ်မျိုးတည်းပဲလားဒါမှမဟုတ်တချို့တက်ကြတော့ပိုပြီးထုခဲတာလွန်တဲ့ရှင်ပြန်ထက်မြောက်ခြင်းမျိုးများရှိနေမလားဒီနေ့ဒီအကြောင်းအရာမှာတော့အဲ့ဒီမိဟုံးကိုအဖြစ်ရှာထားတဲ့ထူးခြားတဲ့ဓမ္မပညာရှုထုံးတစ်ခုကိုလေ့လာတော့မှာပါအဲ့ဒီတော့မေးစရာရှိတာကရှင်ပြန်ထမြောက်ခြင်းမှာတောင်မျိုးစားတွေခွဲခြားထားတာမျိုးရှိနေနိုင်သလားဆိုတာပါပဲဒီမိခွန်းကပဲကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာရဲ့အဓိကအချက်ဖြစ်ပါတယ် ဒီဆိုင်တန်းရဆိုရင်တော့ဖြေကဟုတ်ပါတယ်တဲ့လူနှဲစုလျူတက်ပဲတီးတန့်ဖြစ်စင်ထားတဲ့ပိုကောင်းသောရှင်ပြန်ခမြောက်ရှင်ဆိုတာတကယ်ရှိနေတယ်လို့ဆိုပါတယ်อืมဒါဆိုဘူးတူရတယ်လေဘာလို့များဒီလောက်တောင်ထူချနေရတာလဲကဲဒါဆိုရင်တော့ဒီပိုကောင်းတဲ့ရှင်ပြန်ထမြောက်ချင်းမြက်ရဲ့လူဟွက်ချက်ကဘာဖြစ်မလဲဆိုတာကိုအတူတူဆက်ပြီးလေ့လာကြည့်ကြရအောင်ဒီစာတန်းရဲ့အဓိကအဆိုကတော့တကယ်ကိုပြတ်သားပြီးတော့နည်းနည်းတော့အန်အားတန့်စီတော့ကောင်းပါတယ်သူကဘာပြောလဲဆိုတော့ ယုံကြည်ခြင်းအတွက်အသက်ကိုစတဲ့ခဲ့တဲ့မာတူရီယာတွေအဲ့ဒီသူတွေတာလျင်ပထမရှင်မြတ်ထမြောက်ခြင်းဆိုတဲ့ဂုဏ်ထုကိုခံစားရမှာပါပဲဟုတ်ပြီဒါဆိုပထမရှင်ပြန်ထမြောက်ခြင်းဆိုတာဘာကိုပြောချင်တာလဲဒီလိုစဉ်းစားကြည့်ပါဒါကယုံကြည်သူအလုံးတစ်ချင်းတည်းတပြိုင်တည်းအသက်ပြန်ရှင်လာတာမျိုးမဟုတ်ပါဘူးဒါဟာမာတူရီယာတွေအတွက်သီးသက်အခွင့်အရေးတစ်ခုပါသူတို့ဟာခရစ်တော်နဲ့အတူအနှစ်တစ်ထောင်စိုးစံနိုင်ဖို့အတွက်တခြားလူတွေထက်အရင်ဦးဆုံးရှင်ပြန်ထမြောက်ခွင့်ရမှာဖြစ်တယ်လို့ဆိုလိုတာပါ ဒီအယူအဆကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လို့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဥပမာလေးတခုသုံးပြီးတော့ရှင်းပြထားတာရှိပါတယ်။ရှင်မြန်ထမြောက်ချင်းဆိုတာကိုကြီးမားတဲ့စပါးရိတ်သိမ်းပွဲကြီးတစ်ခုလို့မြင်ယောင်ကြည့်လိုက်ပါ။ဒီစာတန်းရာဆိုရင်ဒီလိုရိတ်သိမ်းပွဲကြီးတစ်ခုမစတင်မြင်မှာဥဆုံးအသီးဆိုတာကိုအရင်ပူစော်ရတဲ့။အဲ့ဒီလိုပဲပထမရှင်မြန်ထမြောက်ချင်းတွေလည်းအထူးပူစော်တကားတစ်ခုလို့အပ်တယ်လို့ဆိုလိုတာပေါ့။အဲ့ဒီတော့ဥဆုံးအသီးဆိုတာပါဝပြောတာလေ ဆိုလိုတာကတော့ရိတ်သိမ်းရာသီတစ်ခုလုံးရဲ့အကောင်းဆုံးအပိုင်းကိုကိုးစားပြုတဲ့ပထမဆုံးနဲ့အမြင့်ဆုံးအသီးအနှံတွေကိုပြောတာပါပဲ။ဒီစာထဲမှာတော့အဲ့ဒီဦးဆုံးအသီးမှန်တော့အဆင့်၃ဆင့်ရှိတယ်လို့ဖော်ပြထားပါတယ်။ပထမအဆင့်ကတော့ယေရှုခရစ်တော်ကိုတော်တိုင်ပါပဲ။ဒုတိယအဆင့်ကတော့ရှေ့မိုးကာလကတန်ရှင်းသူတွေ၊တနီးယားဖင်ပြောရရင်အသင်းတော်ခေတ်ဦးပိုင်းကယူကြည့်သူတွေပေါ့။နောက်ပြီးတော့နောက်ဆုံးအဆင့်ကတော့နောက်ဆုံးဘောကာလနောက်မိုးကာလမှာစုသိမ်းခံရမယ့်လူပေါင်း၃သိန်း၄ချောင်း၄ထောင်ရှိတယ်လို့ဆိုပါတယ်။ ဒါဆိုရင်စိတ်ဝင်စားစရာမေးခွန်းတစ်ခုကဘသူတွေကတော့ဒီမတူရအဖြစ်ထပ်မှခံရပြီးတော့ပထမရှင်ဖန်ထပ်မြောက်ချင်းဝပါဝင်ခွင့်ရမှာလေဒီဆရာလေးကိုကြည်လိုက်ရင်အရဲချင်းပြည့်မီတဲ့မာတူရာအုပ်စုလေးခုကိုခွဲခြားပြထားတာတွေ့ရပါလိမ့်မယ်ဒါမဟုတ်ခေတ်ကမာတူရာတွေပြီးတော့ဒါမတစ်ခေတ်ကမာတူရာတွေနောက်ပြီးခေတ်ကာလအဆုံးမှာရှိမဲ့၁၄တောင်းနေထောင်းနဲ့နောက်ဆုံးတစ်ခုကတော့ကြီးစွာသောဒုက္ခကာလမှာသားရက်ကိုဆင်ကျင်လက်သူတွေအားလုံးပါဝင်ပါတယ်ဟုတ်ပြီ ဒီအဖြစ်အဖက်တွေအားလုံးကဘလို့အစီအစဉ်အတိုင်းဖြစ်ပေါ်လာမှာလဲနောက်ဆုံးသောကာလရဲ့အချိန်စရားကိုတစ်ချက်လောက်ကြည့်လိုက်ကြအောင်အစီအစဉ်ကဒီလိုပါပထမဆုံးအနေနဲ့မာတုရအလွေအတွက်ပြည့်စုံရပါမယ်အဲ့ဒါပြီးတော့ပြီဆိုရင်တော့ပထမရှင်ပြန်ထမြောက်ခြင်းဖြစ်ပေါ်လာပြီးမာတုရဒီအသက်ပြန်ရှင်လာကြပါမယ်ပြီးတော့သူတို့ဟာခရစ်တော်နဲ့အတူအနှစ်တထောင်စူဇန်ကြမယ်အရေးကြီးတာကဒီအနှစ်တထောင်ပုံဆုံးမှသာကျန်တဲ့သူတွေအားလုံးအတွက် ုတိယရှင်ပြန်ထမြောက်ခြင်းနဲ့တရားစီရင်ခြင်းဆိုတာဖြစ်လာမှာပါတယ်။ကဲအဲ့ရောပရမရှင်ပြန်ထမြောက်ခြင်းမှာပါဝင်ခွင့်ရတယ်ဆိုပါစို့အဲ့ဒါအဲ့တော့ဘလို့မျိုးထူးထူးခြားခြားဆူလာပြီးရရှိမှာလဲ။ဒီအယူအဆတစ်ခုလုံးရဲ့အခြေခံအုတ်မြစ်ကတော့ဒီကျမ်းပိုက်ပါပဲ။သူတို့ဒီအသက်ရှင်၍ခရစ်တိုနီအတူ အနစ်တထောင်ဆူဆန်ကြ၏ဆိုတဲ့စကားရထားအရာအလုံးရဲ့တော့ချက်ပဲလို့ဆိုနိုင်ပါတယ်။ဒီမှာဆိုရင်ယုံကြည်သူတွေအကွဲကွေးပြားနေတဲ့လမ်းကြောင်းနှစ်ခုကိုရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ် တစ်ဖက်မှာတော့မာတူရီယာတွေသူတို့ကပိုကောင်းတဲ့ရှင်ပြန်ထမြောက်ခြင်းကိုရရှိပြီးဖီရန်တွေရဲ့ပိုရိုခီဒီအဖြစ်အုပ်ချုပ်ဆူဆန်ရမယ်ကျန်တဲ့ယုံကြည်သူတွေကတော့အနှစ်ထထောင်ပြည့်ပြီးတဲ့နောက်မှာမှပဲရှင်ပြန်ထမြောက်ခွင့်ရကြမှာဖြစ်ပါတယ်။ဒီမာတို့ရောက်အုပ်စုကိုပြေးထားတဲ့ဂွန်ဘုတ်တီလည်းစီပါသေးတယ်။ဥပမာဖယင်များနဲ့ yes bro hit များအောင်နိုင်သူများတာအိုးများသရိုးသမီးကျွန်းကြံသူများအတိယနန်းစသဖြင့်ပေါ့ဒီနာမည်တွေအားလုံးက သူတို့ရဲ့ထူးခြားတဲ့အဆင့်အတန်းနဲ့အခွင့်အရေးကိုမီးမောင်းထိုးပြနေရပါပဲ။ကဲဒီရှုထောင့်ကနေလိလသုံးတပ်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ရဲ့အမေခွန်းတစ်ခုကြံတဲ့ပါတယ်။အဲဒါကတော့ယုံကြည်ခြင်းတွေအဆုံးဆုံးဒီပေးဆက်ခြင်းရဲ့တကက်တန်ဖိုးကဘာဖြစ်နိုင်မလဲဆိုလာပါပဲ။ဒါကတော့ကျွန်တော်တို့အားလုံးအတွက်ပြန်လည်စဉ်းစားစရာချက်တစ်ခုပါပဲ။